ဟယ်လိုအလုပ်ပဲမင်္ဂလာပါမင်္ဂလာနဲ့ညနေခင်းလေးဖြစ်ပေါ့နော်အလုပ်ပဲမင်္ဂလာပါဇာရဲ့ page ကနေအလုပ်ကျဆိုပါတယ်ဇာရဲ့ page ကိုမြဲတမ်း like and follow လုပ်တဲ့မိတ်ဆွေတို့တယောက်ချင်းစီကိုလည်းကျေးဇူးတင်တယ်လို့ရင်ဆိုပြောချင်ပါတယ်ဒီနေ့ဒီစားအနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်အာ like လုပ်ဖို့အတွက်အစီအစဉ်မရှိဘူးဒါပေမဲ့အာမနေ့အစောကြီးပေါ့နော်ဒီ like uh, facebook ကြည့်လိုက်တဲ့အချိန်မှာ ါ comment လေးတခုတွေ့လိုက်တာပေါ့နော်အဲ့ဒါကြောင့်ဒီ like ကိုလုတ်ဖို့အတွက်သဲလွန်စလေးတခုဖြစ်သွားတယ်အဲ့ဒါကြောင့်ကနော်ဒီလုပ်ငန်းနေပြတ်သက်ပြီးတော့ခေါင်းစဉ်လေးတခုကစိတ်ဝင်စားစရာလေးဖြစ်လာတာပေါ့နော်အဲ့ရင်ဒီနေ့သူ့ရဲ့ comment လေးကပါရေးထားတယ်လဲဆိုလို့ရှိရင်တော့ဒီလုပ်ငန်းပေါ့နော်ဘာဖြစ်လို့လူတွေကစိတ်ဝင်စားရဲများတာကိုကြည့်ချင်အဖြစ်ဒီ comment ကြည့်ပြီးတော့ဆိုလို့ရှိရင်သူတို့ကကြားဖြတ်ပေါ်လာတာဆိုရလဲမှောက်ဖောက်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့သူက အဲ့ဒီထမရေးထားတာဖြစ်တဲ့အတွက်ကြောင့်ဇာလည်းပြန်ပြီးတော့ပြပြချင်းတယ်ပေါ့နော်သူလည်းမိတ်ဆွေလေးကိုဘလို့ဖြစ်ဒီလိုငါစိတ်ဝင်စားတဲ့လူတွေကိုတော့သူစားတော့အားလုံးကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဝင်စားတဲ့လူတွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အခွင့်အလမ်းကိုရှာဖွေနေတဲ့သူတွေပဲစိတ်ဝင်စားရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်အဲဒီလိုငါကိုစိတ်ဝင်စားတဲ့သူတွေသူစားနေနေပေါ့နော်စိတ်ဝင်စားတဲ့အတိုင်း ဘာဖြစ်လို့စိတ်ဝင်စားမှုတွေများလာတယ်လဲဆိုတဲ့ counsel လေးနဲ့သူကမျှောက်ပေးချင်တယ်ပေါ့နော်။အာဒီ online digital business ဆိုလို့ရှိရင်ဘလို့ online မှာဤပညာတွေတိုးတက်လာတာနဲ့အများ AI တွေခေတ်စားလာတာနဲ့အများခုဆိုလို့ရှိရင်လူတွေတော်တော်များများက online ပေါ်မှာစီးပွားရှာလာတာများလာကြတယ်။ဒါပေမဲ့ online စီးပွားရေးရှာလာများပြီမဲ့ဒီလုပ်ငန်းကို ဘာဖြစ်လို့ပေါ့နော်စိတ်ဝင်စားတဲ့သူတွေများလာတယ်လဲဆိုလို့ရှင်တော့အာဒီတပတ်တပတ်တရက်တရက်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်ပေါ့နော်တပတ်မှာဆိုလို့ရှင်ဒီတပတ်အတွင်းမှာတော့မှလူဦးရေ940တောင်ရှိတာပေါ့နော်တရက်ကြည့်လိုက်မယ်ဆိုလို့ရှင်လား85ရောက်တော့မှသူတို့ကအလေးလာနေတဲ့သူတွေအဲ့လို business owner ဖြစ်လာတဲ့သူတွေရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ကြည့်ချပြဒီလိုငန်းကစေစားသူတွေများလာတာကိုလည်းတတယ် အဲ့ဒါပြန်ပြီးတော့ပေါ့နော်ဘာကြောင့်စိတ်ဝင်စားမှုတွေများလာတယ်လဲဆိုပြန်ကြည့်မယ်ဆိုလို့ရှင်တော့ဒီလုပ်ငန်းကအာသူစားတို့လိုမျိုးပေါ့နော်လက်ရှိဥက္ကဋ္ဌလုပ်နေတဲ့သူတွေဆိုလို့ရှင်တော့အခြေငွေအခြေတို့အာငွေကြေလောလမှုဆိုတာမရနိုင်ဘူးအခြေဆိုလည်းပို့တော်ဆိုးသေးတယ်အများအားသူများလို့အာသူများစီမှာအလုံးလုံးနေရတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ပဲအခြေဆိုဆိုလည်းမရဘူးအဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ့်ပဲအခြေတော်မှာ မရနိုင်တဲ့အတွေ့အကြုံပေါ့နော်လူတိုင်းလူတိုင်းကကိုယ်ပဲလောလောမှုကိုယ်ပဲအခြေဆိုဆိုလူတိုင်းလူချင်းကြတယ်အထူးသဖြင့်ပေါ့နော်အာသူစားတို့လူငယ်ပိုင်းမှာအာအသက်ရွယ်အရသူများစီမှာအလုပ်လုပ်ရတာအဆင်ပြေပေမဲ့အသက်ကြီးလာတဲ့အခြေကြလို့ရှိရင်အာကိုယ့်ရဲ့မိသားစုအတွက်ပိုအရေးကြီးလာတယ်ပြီးလို့ရှိရင်လာလို့ရှိရင်လည်းလူကအာကိုယ့်အကူအလုပ်အဲ့လိုပေါ့နော်သူများစီမှာအလုပ်လုပ်ဖို့အတွက်လည်းအဆင်မပြေတော့ဘူးအဲ့အကြောင်းလူတိုင်းက သူများစီမှာလုံတဲ့အလုတ်ထဲကိုယ်ပိုင်စီပွားရေးကိုပို့ပြီးတော့လှုပ်လာကြတယ်ကိုယ်ပိုင်စီပွားရေးလှုပ်လာတာနဲ့အများဒီလုပ်ငန်းကအာလိုရတဲ့အပိုင်းမှာလည်းသူတို့ online စီးပွားရေးလုပ်ငန်းဖြစ်တဲ့ကြောကြောင့်ဇေယျဇီဝဲတို့အလူခွဲစရာတို့လိုရတာမဟုတ်ပဲနဲ့ကိုကြိုက်တဲ့အ social media platform မှာပဲကြော်ညာလုပ်ပေးပြီးတော့လိုရတဲ့ကြော်ညာလုပ်ငန်းပဲဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်အခြေကုန်လူပင်မလဲသက်သာစေတယ်အလူတွေကိုလည်းလိုက်ခွဲစရာမလိုတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ အခြေတွေလည်းအများကြီးတက်လာတယ်ပြီးလို့ရှိရင်လည်းပေါ့နော်တယောက်ကိုတယောက်အော်ငါလို့ငါ့ကိုလာလုတ်ပါဆိုပြီးတော့မှကိုခေါ်မှလည်းဝင်လာတာမဟုတ်ပဲနဲ့အဲ့ဒါကြောင့်ပေါ့နော်လူတယောက်ကိုယ်ကကြောင်ညာမြင်ပြီးမှကိုနဲ့စိတ်ဝင်စား join လာတဲ့လူတွေမှကိုယ်ကလက်တွဲပြီးတော့အခုတူက business owner အနေနဲ့အာလို့အဲ့လိုလက်တွဲကူညီပြီးတော့မှတူကသွားရတဲ့ဖြစ်တဲ့အတွက်ကြောင့်တယောက်ကိုတယောက်လည်းအားနာစရာလည်းမလိုဘူးအဲ့ဒါကြောင့်ပေါ့နော်အာတက် အမ်တစ်ဖက်မှာဆိုလို့ရှိရင်လက်ရှိအလုပ်ရှိတဲ့လူတွေအတွဲဆိုလို့ရှိရင်လည်းအရင်ဆင်ပြေတယ်။ဘီလို့ရှိရင်လည်းကိုယ့်ရဲ့အာဝန်ထမ်းဘဝမှာမရနိုင်တဲ့အခွင့်အလမ်းလေးတွေပေါ့နော် opportunity လေးတွေလည်းဒီအလုပ်မှာရရှိနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ကြောင့်လူတွေကစိတ်ဝင်စားမှုများလာတာကိုတွေ့ရတယ်။အဲ့ဒါကြည့်ချင်အပြည့်သူတို့ရဲ့ comment မှာတချို့တွေဆိုလို့ရှိရင်လေလုံငါစိတ်ဝင်စားတယ်ဆိုပြောလာတဲ့လူတွေရှိတယ်တချို့တွေကလည်းပေါ့နော်အဲ့ဒီစိတ်ဝင်စားတဲ့လူတွေအပြည့်တစ်ခုအနေနဲ့သွားပြီးတော့ ာပြောတဲ့လူတွေအတွက်ပေါ့နော်သူသားအနေနဲ့ကပြောချင်တယ်အဲ့ဒါကြောင့်ပေါ့နော်တခါတလေဆိုလို့ရှိရင်အာလူတယောက်ရဲ့အရာပေါ့နော်သူများစကားမှာလမ်းမဆိုးပဲနေလူငါကတကယ်ကောင်းလားဆိုးလားဆိုတာကိုကိုကိုယ်တိုင်လေ့လာသုတ်သက်ဖို့လိုတာပေါ့နော်အဲ့ဒါကြောင့်ဘာကြောင့်လူတွေစိတ်ဝင်စားတယ်လဲဆိုတော့အာ white tap ပေါ့နော်သူတွေဘာတွေလုတ်တယ်လဲဆိုတာတဲ့ အာသူတွေကဘာကြောင့်ဒီအရာလေးကိုစိတ်ဝင်စားတယ်လဲဆိုတော့ဟွိုင်းကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ပေါ့နော်ဒီလူကဘာလို့လို့ဘလို့အောင်မြင်တယ်လဲဆိုတာတဲ့အာဒီလူကဘလို့ဘာကြောင့်ပေါ့နော်ဒီလုပ်ငန်းကအောင်မြင်ကြတယ်လဲစိတ်ဝင်စားမှုများတယ်လဲဆိုတဲ့အရာပို့ပြီးတော့မှစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒါကြောင့်ပေါ့နော်ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့မိတ်ဆွေများအားလို့တော့ပေါ့နော်သူကပြောပြချင်းတယ်အာလေ့လာပါကိုယ်တိုင်လေ့လာပါတစ်ခါတလေဆိုလို့ရှိရင်သူကဆိုလို့ရှိရင်လည်းအရင်တော့အရန်ကွန်မှာ အဲ့လိုပေါ့နော်သူများစကားယူကြည်တတ်တတ်မှပါတယ်ကိုကိုတည်းရလဲပေါ့နော်သူများကိုမလိမ်မညာတတ်တာဖြစ်တဲ့အတွက်ကြောင့်အကိုလို့ကပြောလာတဲ့လူတွေဆိုလို့ရှိရင်လည်းကိုကအမြဲတမ်းပဲอืมယူကြည်တာပေါ့နော်ကိုမလိမ်လောက်ဘူးဆိုပြီးတော့အဲ့လိုအမြဲတမ်းယူကြည်ပုံသေးနည်းနည်းယူကြည်ထားတဲ့သူတယောက်ဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဒီလူမျိုးမဖြစ်ရအောင်ပေါ့နော် သူတို့ရဲ့မိတ်ဆွေတွေကိုလည်းအာသူတို့ကြံပေးချင်ပါတယ်တခါတလေဆိုလို့ရှိရင်ကိုယ်ဝေဖန်တိုက်ခိုက်တဲ့ အမက်ဆေ့လေးတကြောကြောလို့ပေါ့နော်ယုံကြည်မှုလည်းမလွဲသွားစေပဲနဲ့ကိုယ့်ရဲ့ယုံကြည်ချက်တွေလည်းမလွဲသွားစေပဲနဲ့ကိုယုံကြည်ရာကိုတဆိုင်မမှန်လုကိုင်းနေဖို့အတွက်အာကိုကိုတယ်ပေါ့နော်ကိုအကိုကိုပြီးတာအာလိလာဖို့သူသားရအကြံပေးခြင်းပါလေအာတခါတလေဆိုလို့ရှိရင်လည်းယုံကြည်မှုတန်တရားလွန်ကဲလို့ရှိရင်လည်းအဲခွင့်ရည်နဲ့လွဲတက်တက်ဖြစ်တဲ့အတွက်ကြောင့်တန်တရားလွန်ကဲလို့အဲ့လိုယုံကြည်မှုအားများလို့ရှင်လို့နော်ကိုကအဲ့လိုတန်တရား ်တန်တော့အကြည့်လို့ရှင်လဲအာအဲ့လိုဖွဲ့ရည်တွေနဲ့လွဲတက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ပုံမှန်ချစ်ချေပြီးတော့ယူကြည့်ပါအာကိုလာပြီးတော့အဲ့လိုပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့ဆိုတော့အရာလေးတွေကိုလည်းကိုကိုတန်ပဲသူကတို့ကတော့ဒီ opportunity တွေအခွင့်အလမ်းတွေကိုချက်ပြတာပဲရှိတယ်။ဒါမဲ့ကိုကိုတိုင်းလစ်လာပြီးမှပဲဆုတ်ဖြတ်ပြီးတော့မှကိုတိုင်းသွားတာဖြစ်တဲ့အတွက်ကြောင့်အဲကြောင့်ဒီလုပ်ငန်းကဘာလုပ်ငန်းလဲဘာတွေလုပ်ရတယ်လဲဆိုတဲ့အရာကိုကိုကိုတိုင်းပဲ အာကိုတိုင်စူဇန်လေးလာမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒါကြောင့်သူများရေးတဲ့ comment လေးကိုလည်းသွားပြီးတော့ပါနော်။အော်ဒီအရာကြားဖြန်းပါအလေးပါအညာပါဆိုပြီးတော့ပါနော်။ကိုယ်ကိုယ်တိုင်မလစ်လာပဲနဲ့သူများရောက်တယ်လို့လိုက်ရောက်နေလို့ရှင်တော့ဒီကိုယ်စီရောက်လာတဲ့အခွင့်လေးကကိုပဲအလွဲချက်သွားမှာဖြစ်တာပါနော်။အဲ့ဒါကြောင့်ဒီလိုအခွင့်အရေးမျိုးကိုယ်စီရောက်လာတဲ့အချိန်မှာမလွဲမချော်ရလေအောင်ပါနော်။အဲ့ဒါကြောင့်ကိုယ်တိုင်ကိုကြအဝင်ပြီးတော့လစ်လာပြီးတော့မှဆုတ်ဖြတ်ပါလို့ဇာတိကနေ ပြောချင်ပါတယ်သူဇာရဲ့ connection ရလဲပါဖြစ်လဲမသိဘူးဒီလောက်နေပဲအဆုတ်တက်လိုက်ပါမယ်အဲ့လိုလေကျေးဇူးတင်ပါတယ်ဒီနေ့သူဇာ comment ပေးတဲ့အာလဲပေါ့နော်ဇာဘသူဘဝလို့တော့တော့မပြောဘူးဒါပေမဲ့သူလည်းကျေးဇူးတင်ပါတယ်သူကြောင့်ပဲသူဇာဒီလိုမျိုးအာတဲလုံးဇာလေးတစ်ခုမိခွန်လေးတစ်ခုထွက်လာတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်သူဇာသူ့ဒါအပြစ်မမြင်ပါဘူးဒါပေမဲ့သူဇာရဲ့ page မှာသူဇာရဲ့အဲကြော်ညာဒီမှာစေမေသားတဲ့မိတ်ဆွေတူတယောက်ချင်းစီကိုလည်းသူဇာရန် ကျေးဇူးတင်တယ်လို့တရားနေပြောချင်ပါတယ်သူသားတော့ကိုနေ join လက်တဲ့သူတွေကအများနဲ့လက်တွေ့ကူညီပေးမဲ့တဲ့တယောက်ဖြစ်တယ်ဆိုတော့လည်းပြောချင်ပါတယ်အားလုံးအောင်မြင်မှုပန်းတိုင်ကိုအတူတူတွားကြဖို့အတွက်လည်းအများနဲ့အဆင်သင့်ဖြစ်ပါတယ်ကူညီဖို့အတွက် thank you ပါ